ဘွန်ဆိုင်ပင်ကျန်းဆိုတာကတော့ဘွန်ဆိုင်ဖန်တီးဖို့အတွက်ရည်ရွယ်ပြီးစိုက်ထားတဲ့အပင်ကိုဘွန်ဆိုင်အပင်ကျန်းလို့ပြောလို့မရနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကဘွန်ဆိုင်တပင်မှာအ धिक ပါဝင်ရမယ့်စံနှုန်းတွေရှိနေလို့ပါပဲ။ဒီတော့ကဘွန်ဆိုင်ပင်ဖြစ်လာမယ့်အပင်ကျန်းကလည်းဘွန်ဆိုင်ပင်ဖြစ်လာမှာဖြစ်လို့သူ့မှာလည်းအခြေခံအကြဆုံးအချက်တွေပါဝင်နေရပါမယ်။တပင်တပင်ဟာ တဘာဝတရားရဲ့အစပြုခြင်းနဲ့ဖြစ်တည်နေတာပါ။တာမန်လူတယောက်ရဲ့အမြင်မှာတင်းငုတ်တို့ခုဖြစ်နေပေမဲ့ဘွန်ဆိုင်အနုပညာရှင်တူရဲ့စိတ်ထဲမှာတော့အနာကပ်ဘွန်ဆိုင်ပင်တပင်ဟာဖြစ်ပေါ်နေပါပြီ။ဒါဟာဘွန်ဆိုင်အပင်ကျန်မပြည့်သေးတဲ့အလတရားတပင်တပင်ပဲဖြစ်ပါတယ်။ကျွန်တော်ကဘွန်ဆိုင်ဖန်တီးတာနဲ့ပတ်သက်လို့ဤပညာတွေနားသိလောက်ကိုဝေမျှနေတော့ ကျွန်တော်ကိုအပင်ချမ်းတွေရှိတယ်ဝယ်မလားဆိုပြီးလာပြကြတယ်ရှိပါတယ်တချို့လာပြကြတာကြတော့အလေးချပေါက်နေတဲ့အပင်ကိုနှုတ်ယူပြီးတော့ရှင်းအောင်မွေးပြီးတော့အပင်ချမ်းဆိုပြီးလာပြပါတယ်တချို့ကြတော့လည်းအပင်ပေါက်စားကိုနန်းကျွနဲ့ပတ်ပြီးဟိုကောက်ဒီကောက်လုပ်ပြီးတော့အိုးသီးလေးထဲစိုက်ပြီးတော့ကျွန်တော်ကိုအပင်ချမ်းဆိုပြီးတော့လာရောက်ကြပါတယ်ကျွန်တော်ကတော့ဒါမျိုးအပင်တွေနဲ့တွင်အပင်ချမ်းမဟုတ်ဘူးဆိုပြီးတော့မွေးဘူးလို့ကျွန်တော်ညင်းလေးရှိပါတယ် ဟုတ်ပါပြီဒါဆိုဘွန်ဆိုင်အပင်ကျန်းဆိုတာဘယ်လိုစံနှုန်းတွေပါမှဘွန်ဆိုင်အပင်ကျန်းလို့ခေါ်မလဲဆိုတာကိုပြောမှရတော့မယ့်အခြေအနေကိုဖြစ်လာခဲ့ပါတယ်ဒီကနေ့ကျွန်တော်ပြောချင်တဲ့ဘွန်ဆိုင်အပင်ကျန်းဆိုတာဘယ်လိုအချက်တွေနဲ့သတ်မှတ်တယ်လဲဆိုတာကိုပါဟုတ်ကဲ့ကျွန်တော်ကတော့ Leo Bonsai Energy Channel ရဲ့အဒီပါကျွန်တော် channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ခဲ့ပေးပါလို့ပြောပြစေ ဆိုင်ပင်ကျန်းဆိုတာကတော့ဘွန်ဆိုင်ဖန်တီးဖို့အတွက်ရည်ရွယ်ပြီးစိုက်ထားတဲ့အပင်ကိုဘွန်ဆိုင်အပင်ကျန်းလို့ပြောလို့မရနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကဘွန်ဆိုင်တပင်မှာအ धिक ပါဝင်ရမယ့်စံနှုန်းတွေရှိနေလို့ပါပဲ။ဒီတော့ကဘွန်ဆိုင်ပင်ဖြစ်လာမယ့်အပင်ကျန်းကလည်းဘွန်ဆိုင်ပင်ဖြစ်လာမှာဖြစ်လို့သူ့မှာလည်းအခြေခံအကြဆုံးအချက်တွေပါဝင်နေရပါမယ်။ ။ဒါဆိုရင်ဘွန်ဆိုင်တပင်အဖြစ်လက်ခံလို့ရတဲ့စံနှုန်းအချက်တွေကပါလဲ။ကျွန်တော်ကတော့အခုပြောပြမယ့်အချက်၅ချက်နဲ့ဆုံးဖြတ်ပါတယ်။နံပါတ်၁ကတော့အမြင့်အောင်လို့ခေါ်တဲ့ Navery ကောင်းကောင်းရှိရပါမယ်။နံပါတ်၂ပုံစံဒီဇိုင်းပုံစံနဲ့လိုက်ဖက်တဲ့ trunk လို့ခေါ်တဲ့ပင်စည်ရှိရပါမယ်။နံပါတ်3လလပပဖြတ်တွက်နေတဲ့ branch guide ခက်တွေရှိနေရပါမယ်။နံပါတ် crown လို့ခေါ်တဲ့ခေါင်းအုပ်လည်းရှိရပါမယ်။နံပါတ်5ပွန်ဆိုင်ပင်ထည့်ဖို့ဖန်တီးထားတဲ့ဘုံအုပ်လေးထဲမှာထည့်ဆိုင်ထားရပါမယ်။ဒီအချက်တွေနဲ့ပြည့်စုံလို့ရှိရင်ပွန်ဆိုင်ပင်လို့ခေါ်ဆိုနိုင်ပါမယ်။ဒီလိုဆိုရင်ပွန်ဆိုင်ပင်အကျန်းကိုရောဘယ်လိုစံနှုန်းအချက်တွေနဲ့သတ်မှတ်ထားလဲ။ကျွန်တော်အနေနဲ့ကတော့ပွန်ဆိုင်ပင်ချမ်းလို့ဆိုတဲ့အခါ အနည်းဆုံးတော့ nabri လို့ခေါ်တဲ့အမြင့်အောင်ကောင်းကောင်းပါရှိရပါမယ်။ဒါဆိုရင်ပွန်ဆိုင်ပင်ကျန်းလို့ခေါ်လို့ရပါပြီ။ဟုတ်ပါပြီ။ဘာလို့အမြင့်အောင်ကောင်းကောင်းပါတာကိုမှပွန်ဆိုင်ပင်ကျန်းလို့ခေါ်ဆိုတာလဲဆိုတာကိုပြောပြချင်ပါသေးတယ်။ပွန်ဆိုင်ဆရာကြီးတူပြောတဲ့စကားကိုကျွန်တော်မှတ်မိပါသေးတယ်။သူကဘာပြောသလဲဆိုရင်ပွန်ဆိုင်ကိုစပြီးဖန်တီးပြီးဆိုရင်အမြင့်အောင်ကိုကောင်းကောင်းဖန်တီးပါလို့ဆိုပါတယ်။ သူ့ရဲ့နောက်ဆက်တွေစကားကပို့ပြီးတော့တော့မှစိတ်ဝင်စားဖို့ကောင်းပါသေးတယ်။အမြင့်အောင်ကောင်းကောင်းဖန်တီးနေချိန်မှာတဲ့။ပုံစံပင်ဘလို့ပုံစံထွက်လာမယ်ဆိုတော့ခဏမိထားရအောင်ပဲတဲ့။တကယ်ပဲပုံစံကိုလက်တွေ့စိုက်ပြိုးလာတဲ့အခါဒီစကားအကယ်မှန်တာကိုတွေ့ရပါတယ်။အမြင့်အောင်လက်ပတ်ဆန်းကျင်နေတဲ့ပုံစံပင်တွေဟာအတော်လာတာကိုတွေ့ရပါတယ်။နောက်တစ်ခုကအမြင့်အောင်ကောင်းကောင်းဖန်တီးထားနိုင်မယ်ဆိုရင် အပင်သေးပြီးဆုံးရှုံးနိုင်တာကိုလည်းကာကွယ်နိုင်ပါတယ်။အမြင့်အုံကောင်းကောင်းရပြီဆိုရင် trunk လို့ခေါ်တဲ့ပင်စီကလည်းအလိုလိုလှလာပါတယ်။အမြင့်အုံကောင်းကောင်းရပြီဆိုရင် အပင်ကကောင်းကောင်းအလုပ်လုပ်နိုင်တာမို့လို့အပင်အတွက်လိုအပ်တဲ့ပင်စီအကိုင်းအခက်ခေါင်အုပ်တွေကိုဖန်တီးရမှာလွယ်ကူသွားစေပါတယ်။တကယ်လို့အမြင့်အုံကိုကောင်းကောင်းမဖန်တီးထားနိုင်ရင်တော့ပင်စီအလအကိုင်းအခက်တွေ crown တွေကိုပုံဖုံနေရင်အပင်ကတော့ တည်ဆုံသွားနိုင်ဖွယ်ရှိပါတယ်ဘုန်းဆိုင်ပင်ကျမ်းမှာ never ဆိုတဲ့အမြစ်အုံကပင်ရဲ့အခြေခံအကြဆုံးမြင်တွေ့နေရတဲ့အုံမြစ်ပဲဖြစ်ပါတယ်အမြစ်တွေဟာမြေပေါ်မှာလပစွာထွက်ပေါ်နေရမှာဖြစ်တယ်လို့ပင်စီနဲ့လည်းလိုက်လျောညီထွေစွာပေါင်းဆက်သွားဖို့လိုပါတယ်ကြီးမားခိုင်ခန့်တဲ့အမြင့်အောင်ရှိမှအပင် အပင်ကိုကောင်းစွာထောက်ပံ့ပေးနိုင်မှာဖြစ်တယ်လို့အပင်အတွက်လိုအပ်တဲ့အစာနဲ့ရေကိုလည်းကောင်းစွာတိုးလိုင်းထားနိုင်စွာရှိမှာဖြစ်ပါတယ်။အပင်တပင်ရဲ့အမြစ်ကအပင်ရဲ့တက်တန်းကိုပြောပြနိုင်တယ်လို့အမြစ်အုံကောင်းကောင်းမရှိရင်အပင်ကောင်းကောင်းရက်တည်နိုင်ပါဘူး။နဗရီလို့ခေါ်တဲ့အမြစ်အုံမရှိရင်ပွန်ဆိုင်တပင်လည်းမန်ကန်တဲ့အခြေခံအုံမြစ်မရှိဘူးလို့ပြောနိုင်ပါတယ်။ပွန်ဆိုင်ပင်ကြမ်းဆိုတာက ပုံစံအမှုပညာဖန်တီးမှုအတွက်ထမအောင်ဆုံးခြေလမ်းဖြစ်ပြီးတော့စိတ်ကြိုက်ပုံတွင်းလို့ရမယ်အစားပြုတဲ့အပင်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့အရေးအကြီးဆုံးဖြစ်တဲ့ပထမခြေလမ်းမှာအခြေခံအုံမြင့်ကောင်းကောင်းဖြစ်တဲ့ Never လို့ခေါ်တဲ့အမြင့်အုံကောင်းကောင်းကိုဖန်တီးစေချင်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ online မှာပြိုဆိုင်တွေမှာ ဘွန်ဆိုင်ပင်ကျန်းလို့ပြောပြီးရောင်းနေပြီဆိုရင်ကျွန်တော်ပြောသလိုပဲအပင်ရဲ့ nebri လို့ခေါ်တဲ့အမြင့်အုံကိုတေချာစစ်စေးကြည့်စေချင်ပါတယ်။အမြင့်အုံကောင်းကောင်းပါမှဘွန်ဆိုင်ပင်ကောင်းကောင်းဖန်တီးနိုင်မှာမို့လို့အမြင့်အုံကောင်းကောင်းပါတဲ့ဘွန်ဆိုင်ပင်အကျန်းကိုစေကောင်းပေးဝယ်စေချင်ပါတယ်။အချို့လူတွေကပြည့်ပြည့်စုံသွားတဲ့ဘွန်ဆိုင်ပင်ကိုတံပိုးထားကြတယ်။ထားလဲထားတင်ပါတယ်လေ။ ဒါပေမဲ့အရှိတွေးပြီးတော့ရေရှည်ဈေးကွက်မှာတော့အပင်ကျန်းကပို့ပြီးတော့တန်ဖိုးရှိတတ်ပါတယ်။ဘာဖြစ်လို့ပို့ပြီးတော့တန်ဖိုးရှိတတ်တာလဲဆိုလို့ရှိရင်အပင်ကျန်းမှာအနာဂတ်အလတွေကိုထတ်တိုးဖန်တီးနိုင်စွာရှိနေလိုပါပဲ။အပင်ကျန်းတစ်ပင်မှာထူခြားစံကျယ်တဲ့ nebri တွေကို ဖန်တီးနိုင်တယ်။ဘယ်တော့ကမှမရှိခဲ့တဲ့ trend တပ်ပအလတွေကိုထူစစ်နိုင်တယ်။အံ့ဩစရာကောင်းတဲ့ brand structure တွေကို ဖန်တီးနိုင်တဲ့အတွက်အပင်ချမ်းတပင်ကတန်ဖိုးတောင်းခနန်းကနေတန်ဖိုးများစွာရှိတဲ့ပွန်ဆိုင်ပင်တပင်ဖြစ်နိုင်ပါတယ်။ဒါဟာမပြီးသေးတဲ့အရာတစ်ခုထဲမှာအနာဂတ်တန်ဖိုးတွေပါဝင်နေတဲ့လောကရဲ့သဘာဝတရားတစ်ခုပဲဖြစ်ပါတယ်။ပွန်ဆိုင်ပင်ချမ်းဟာဘဝနဲ့တူတယ်။ပြီးဆုံးနိုင်တဲ့ပြောင်းလဲခြင်းတွေဟာ အဆက်မပြတ်ဖြစ်ပေါ်နိုင်တာကြောင့်ပါပဲနောက်ပြီးတော့ပုံစံပင်ကြံပင်ဟာတမန်ပင်တွေနဲ့မတူပါဘူးပြီးဆုံးနိုင်တဲ့ပြောင်းလဲခြင်းတွေနဲ့အတူပုံစံပင်ဖန်တီးမဲ့သူနဲ့ရှင်းသွားဖို့ဆိုလည်းမမားနိုင်ပါဘူးပုံစံပင်ကြံနိုင်မှာလပဆန့်ကျင်တဲ့အနာဂတ်ရှိပါတယ်အဲ့ဒီအနာဂတ်ကိုလပအောင်မြင်အောင်ကြည့်ပြီးတော့ဖန်တီးနိုင်မဲ့ပညာရှင်တယောက်တော့ရှိနေအောင်ပါ thank you